င်းမြတ်တာဂါလာတွင်းမှာလေအမေရိကကိုသွားတဲ့လူလို့အော်စီကိုသွားတဲ့လူလို့အကုန်လုံးတော့အဆင်ပြေနေပြီနော်။အော်ငကိုတွေကမင်းတို့ငါပြောတယ်လေ။မင်းတို့ကငါပြောတယ်လေ။ဘာပြောဟမ်အခုမှမင်းတို့အားကြမနေနဲ့။အစတွေကတော်ရဲသွားပြီးလက်တောင်းချောင်းထောင်းလိုက်ပြီးနေပြီ။မင်းတို့ကပါဇက်ပိုက်လာလိုက်မင်းတို့ကလည်းပါဇက်ကိုပိုက်ထားလိုက်။ဘာပြောဟမ်ငါအစိုးရတဲ့တော်ရဲကိုသွားပါမယ်ပြောတော့မွေးကြောက်တယ်လေချင်ကြိုက်တယ်လေနဲ့။ဟာဟိုအေးဟုတ်ပါပြီ။အာနာစတဲ့ငါသာသူလူလဲပါဝင်ဆန္ဒပြခဲ့ပြီ။ ခုကြတော့သူတို့မဟုတ်တယ်လို့ဇကားတော်အုပ်လိုက်ကြီးရိုက်ကြလိုက်ကြီးဒါတော့မျက်နှာပြောင်တိုက်ရဲသေးတယ်နော်ပြောပြန်ရင်လည်းပြောတဲ့သူအစိုးကြအောင်ပါပြည်သူကျွေးရဲ့သမီးကိုစားခဲ့တယ်အကိုတွေအမတွေကပြည်သူအားပေးမှုနဲ့နန်းဒီတစ်လုံးနေရာတစ်ခုရခဲ့ပြီအခုကြမှာခွေးနဲ့ပေါင်းပြီးပြည်သူမျက်နှာတက်တက်ကြီးသွေးထွေးပြလိုက်လုံးထားကြအောင်ပေါ့ကွာအတော်တော့မလို့ရအချိန်ရရပဲဖြစ်ဖြစ်ဝိုင်းရတော့ပဲဖြစ်ဖြစ်ဒီရတာကြောလို့ပဲဖြစ်ဖြစ် င်းကြီးပြေးနေရရတက်တာမကြီးပြေးလို့ရဒါပေမဲ့တော်လည်းရေးရှိမှာလက်စီနောက်လောက်တဲ့ဒီတော့အလုံးနေတော့နောက်တစ်ခါတော်လည်းရေးကိုတောက်ခုဆိုင်တွေမဟုတ်ဘူးကွာဆိုတဲ့အချိုးမျိုးနဲ့မကြေးခွဲစလိုမျိုးလုပ်နေမဲ့ဆိုရင်တော့ညီနဲ့အခုဖေနေသားတော့ခံကြချင်းမတူဘူးစစ်မြေပြင်မှာမင်းဦးမင်းပြည့်ဟာဦးငါပြည့်ဆိုပြီးဆွဲပြမျိုးပြတေကန်းပြည့်လုံနေတယ်တော်တိုင်းမှာအကိုတို့မတို့လူအမှုပညာသမားတွေတော့ကတော့စာမပွဲဘူးဝိုင်းရတော့ပါဆိုရင်လည်းဝိုင်းရတော့တော့ပဲလို့ ီရတာကြောက်လို့ပါဆိုရင်လေဂေရာပို့ပြီးကြီးလို့တည်းရပတ်ဝန်းကျင်လေ့လာပြီးလုပ်ကြတာတာထိုးထိုးနဲ့ဥရဖာရဝမ်းမြောက်ဝမ်းသာမြောက်ထိုးပြီးတော့လုံနေမယ်ဆိုရင်တော့အဒီလေးထားပြီးစီးပြစ်မှတယ်ပြင်းဝင်သွားရင်မလား၂၄နာရီလုံကြုံရင်အပြစ်ယူပေးထားမှမဟုတ်ဘူးသူတော်မိယူတောက်ကောင်းတဲ့အဖွဲရဲတဲ့အခြေအနေတစ်ခုမှာမင်းတို့ကဆိုရင်တော့အိမ်ထဲကြီးရောက်လာလိမ့်မယ်စင်နာနဲ့ပြီးပေးတာ ပြေကိုနေတို့မြင့်မြတ်နေဝင်းအေးချမ်းမောင်ချူးလေးမင်းမြို့အောင်ခိုင်းငပြောကျော်အောင်တို့နိုင်လင်းသွက်လက်စူပါလင်းမင်းညိုအကွာဥက္ကပြန်ကြီးရဲချင်းရောပြောအောင်စင်ဖြူအစရှိတဲ့လူတွေပေါ့ဗျာအဲသူတို့ကတော့အဲ့လူတွေနဲ့ပတ်သက်လို့ရှိရင်တဲ့သူတို့ပြောတာနော်အဲ့လိုပတ်သက်လို့ရှိရင်တဲ့လူတို့နဲ့ရေတော်ပုံစော်ကားလို့ပေါ့ဗျာသူတို့ကဒီသူတို့လူတို့နဲ့သူတို့ရေတော်ပုံစော်ကားတယ်အဲ့ကြောင့်မလို့နောင်ဖြစ်လာမယ့်ကိစ္စရဲ့ရက်ကိုပြည်သူလူထုတရားစီရင်ခန့်ဖြစ်တတ်မှတ်ပြီးတော့ပြည်ပြန်ထံစတင်ရေးယူပါမယ်ဆိုပြီးတော့ PDF အဖွဲ့တွေကပူးပေါင်းအဖွဲ့တွေကကျင်းညားတယ်ဒါပဲသူကြောက်တာ အဓိကကြောက်လို့ဖြစ်နေတဲ့ပြဿနာကြောက်ကန်ကန်နေတာကြောက်တာမင်းတို့ဟာကြောက်ကန်ကန်နေတဲ့ပြဿနာအဲ့တော့ပြည်တွင်းမှာကြံနေခဲ့တဲ့ကိုနေလို့လို့မင်းမြတ်တို့နေဝင်းတို့ပါဝင်ပြည်တွင်းမှာကြံနေခဲ့တဲ့နိုင်ငံတော်ကိုကူညီတဲ့နိုင်ငံတော်တော့ခင်ဗျားတို့ကူညီတဲ့နိုင်ငံတော်တော့စစ်တပ်မဟုတ်ဘူးနိုင်ငံတော်ကူညီတာခင်ဗျားတို့ပြည်ဝေါ်မာတာပါကွာနိုင်ငံတော်ကူညီလို့နေကြီးကြီးကြီးလျှောက်ပြောနေ။အဲ့မှာကျန်တဲ့ကိုနေတို့တို့ပြည်သူတို့ sorry ကိုနေတို့တို့မြင့်မြတ်တို့အုပ်စုတွေအကုန်လုံး PDU ကထက်တယ်ပြောရသေး PDU ကိုမှသိပြီသဘောကျနေတာမသိဘူးအဲ့ဒီလူတွေကတော့ခဏစဉ်းစားမှတခုပဲစဉ်းစားမှာခင်ဗျားတို့အပြင်ကနေတတ်မှတ်ပြမှ change ရောက်နေတဲ့ UGO စုရှိတယ်အခုမြို့ပြတော်ကြောင့်စု PDU PDU အုပ်စုတွေရှိမယ်နောက်တစ်ခါအာအမှုပညာရှင် PDU အုပ်စုတွေရှိမယ်အဲ့လူတွေကခင်ဗျားတို့ဘာလို့မလုပ်လို့ခင်ဗျားတို့ကြောက်အောင်ခြောက်နေတယ်ဖိအားပေးနေတယ်တော့ကြောက်ခါတော့ဆိုမလုံရဲမကတ်ရဲမတို့ရဲမထီအောင်လုပ်နေတယ်ဖီးယားပေးနေတာမင်းတို့စစ်ကွေးတွေပြည်သူတွေကိုနေတဲ့နေမြဖီးယားတွေပေးပြီးရွှေရှောက်ပြီးရွှေစီကန်းချက်တွေအတော်တွေရွှောက်ထုံနေတာမင်းတို့စစ်ကွေးတွေဟာ တွေအားလုံးကခမားတို့ကိုကြောက်လို့သူတို့လုံနေတော်လမ်းမျိုးတွေအားလုံးပဲသဘာဝဘေးနဲ့မေ့ပြီးတော့မှအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြဲ Revolution Channel လေးရဲ့မန္တလေးစီစဉ်ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါရစေ Video Revolution လို့သွားပေးကြမှာတော့ယနေ့အော်တိုဘာလ30ရက်နေ့ရဲ့မန္တလေးတီနောက်ဆုံးရရှိသတင်းကြိုကိုအကျဉ်းချုပ်ဖော်ပြပေးဆုံးဖြစ်တဲ့ဒေါ်လမ်းမျိုးတွေအားလုံးပဲအဆုံးမရှိပေဘူးဒီနိုင်မျိုးထပ်မံတောက်ဆုလိုက်ပါရစေရောင်းသွင်းနေတဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုရုစီဘော်တဲ့နိုင်ငံတော်အာဏာကိုတင်းတမမတရားမှသိမ်းပိုက်ထားဒီမှာဒီနေ့မှဆိုရင်တော့1933ရရှိဖြစ်ပါတယ်။မန္တလေးတောင်ကတရက်တာတွင် တစ်ကောင်စီကစစ်ခွေးတည်ဆုံမှုဆင်းမှာတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာတော့ရေတက်လို့မရသေးတဲ့များပြီးတိုက်ပွဲတွေပြင်းထန်နေပါတယ်။တင်သာရီနဲ့တင်သာရီမြို့နယ်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ခွေးရှိကောင်တွေဝါပြီးတော့တော်လိုင်းရေဘော်တူကတော့စစ်မကောင်းဆောင်နဲ့ကြာဆုံးခဲ့ပါတယ်။တင်သာရီတိုင်းတဝဲမြို့နယ်မှာလည်းစစ်ခွေး၃ကောင်၊သခိုင်းနိုင်မုံရမြို့နယ်မှာစစ်ခွေး၃ကောင်နဲ့သခိုင်းနိုင်စကိုင်းမြို့နယ်မှာလည်းစစ်ခွေး၅ကောင်တည်တည်တည်ဆုံးခဲ့ကြောင်းလည်းရှိရပါတယ်။ပထမဆုံးသတင်းပုံအနေနဲ့ကတော့စစ်တပ်ရဲ့ဝါဒဖြန့်ခြေသမိုင်းကိုဒုံးဆိုင်မိသူများဆိုတဲ့ဇလန်းနဲ့တရုတ်ဆောင်တွေကိုဝေဖန်လို့ဆိုပြီးပြင်းပြင်းထန်ထန်ရေးယူတဲ့ ဘမဲလုံးကချင်းချော်ပြီးအခုဆိုရင်တော့နုပညာရှင်၃ကိုဖမ်းဆီးလိုက်ပြီးလည်းဖြစ်ပါတယ်။မဲလုံးတကောင်ကတော့အားလုံးသိတိုင်းပါပဲ။ဒီလိုမျိုးကိစ္စတွေကိုဝေမန္တာပြုတ်လို့မယ်ဆိုရင်တော့လုံးဝကိုမှပဲပြစ်မှုကြီးမားတယ်။ပြစ်မှုကြီးကျူးလွန်ကြောင်းဆိုပြီးတော့စိတ်လုံးခတ်ပြီးတော့အထက်ကိုရာသပန်အောင်ထည့်မယ်ဆိုတဲ့သဘောတရားတော့ပြောပြီးတော့အခုဆိုရင်တော့နုပညာရှင်၃ဖမ်းဆီးခံလိုက်ရတယ်။တော်တော်လေးကိုမှစိတ်မကောင်းတာဖြစ်ပါတယ်။ဒီကောင်ဒီဘက်ကပြပြသားလုံနေသလိုကျွန်တော်ဘက်ကလည်းဝိုင်းကုတ်တွေကိုပြပြသားလုပ်ဖို့လိုအပ်ကြောင်းအနေနဲ့ထပ်မံသိပေးခြင်းပါတယ်။ဒီကောက်ပွဲနဲ့ပတ်သက်ပြီးအသိပညာပေးဇာလန်းဖြစ်တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိ သူများဆိုတဲ့ဇာကားနဲ့ပတ်သက်ပြီးပြီးရင်အဲဇာကားမှာပါဝင်တဲ့သေယုတ်ဆောင်နေတဲ့ပတ်သက်ပြီးပြောကြားမှုတွေချိန်ချောက်မှုတွေပြုလုပ်နေတဲ့ကိစ္စပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့အစိုးရအနေနဲ့နိုင်ငံတော်တာဝန်ကိုစတင် ယူစဉ်ကာလကတည်းကရခိုင်အစိုးရကဆောင်ရွက်သွားတဲ့မဲမတမာမှုတွေကြောင့်နိုင်ငံတော်တာဝန်ရယူခဲ့ရတာဖြစ်ကြောင်းနဲ့ကျွန်တော်တို့အစိုးရရဲ့ရှေ့လုပ်ငန်းစဉ်တွေဥတီချက်တွေမှာပြည်သူလူထုလူသားတောင်းတတဲ့ တော်လိုင်းပြည်ရဲ့နေရာဒီကောင်အဲ့လိုစကားကိုနေတိုင်းထမင်းကြွေးပြီးပြောခိုင်းစမ်းပါဗျာ။နားမမှာထွက်ပြီးအိမ်ဂျိုလုံးချွတ်ပြီးတော့ပါတီစုံဒီမိုကရေစီစနစ်ကိုပြန်သွားမယ်ဆိုတာကိုအမြဲတမ်းဥတီဆောင်ရွက်ခဲ့ပါတယ်။ဒါကြောင့်မလို့လဲကျွန်တော်တို့အစိုးရအနေနဲ့2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမယ်ဆိုတာတရားဝင်ကြေညာခဲ့ပြီးဖြစ်ပါတယ်။အဲ့လိုကျင်းပဖို့အတွက်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလှုံ့ဆော်မှုတွေပညာပေးမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်ဒီလိုဆောင်ရွက်တဲ့နေရာမှာဒီခေတ္တမိုင်းကိုဒုံဆိုင်မြည်သူများဆိုတဲ့ရွေးကောက်ပွဲအသိပညာပေးဇာလန်းကိုအမှုပညာရှင်ပေါင်းညောင်များစွာပါဝင်ပြီးရိုက်ကူးခဲ့ပါတယ်ဒီလိုရိုက်ကူးခဲ့တဲ့နေရာမှာတော့ကျွန်တော်တို့အနေနဲ့ဖြစ်ရမှန်တွေကိုအခြေခံထားပြီးပြည်သူလူထုကိုဒီမိုကရေစီလမ်းကြောင်းပေါ်ကိုဆောက်လန်းနိုင်ဖို့အတွက်ဥတီဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒီလိုနားထောင်ရင်နားထောင်ရင်လည်းမင်းတို့ကောင်တွေဘယ်တော့ထီတောင်အုံလုံးမရှိလဲဘယ်တော့ထီတောင်မင်းတို့ရဲ့လိန်လည်မှုတွေကိုပြည်သူတွေလက်မခံနဲ့ဆိုတာပုံပေါ်လင်လာမှာဖြစ်တယ် ဥတီဆောင်ရွက်ခဲ့တဲ့နေရာမှာလဲဒီမိုကရေစီကိုလိုလားပါတဲ့ဆိုပြီးအကြမ်းဖက်လုပ်နေတဲ့လူတွေဒီမိုကရေစီကိုလိုလားပါတဲ့ဆိုပြီးနဲလိမ်နဲခုံးမှုတွေကို အားပေးခဲ့တဲ့သူတွေအတွက်ကတော့အမှန်ကို အမှန်တိုင်းထုတ်ဖော်ပြသတာဖြစ်တဲ့အတွက်အနာဘောထုတ်ကြတယ်လို့တော့ဖြစ်ကောင်းဖြစ်မှာပေါ့ဒါကြောင့်မလို့လဲဒါတွေနဲ့ပတ်သက်ပြီးဗျံပရာပြောဆိုမှုတွေချင်းချောက်ပြောဆိုမှုတွေရှိလာတာဖြစ်ပါတယ်ဒါနဲ့ပတ်ဗျံပရာလုပ်နေတဲ့ကောင်ကပြန်ပြောနေသူ့ကိုဗျံပရာပြောလို့ဆိုပြီးတော့ပတ်သက်ပြီး ခေတ်သမိုင်းကိုထုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇာလန်းကိုပြည်သူလူထုရဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ရှောက်လန်းနိုင်ရေးမှာပါဝင်ကူညီပေးကြတဲ့အဲ့ဒီအသိပညာပေးဇာလန်းကိုပါဝင်ရိုက်ကူးပေးကြတဲ့အမှုပညာရှင်များပါဝင်ပံ့ပိုးပေးကြတဲ့သူများကိုအားလုံးကျေးဇူးတင်ကြောင်းပထမဆုံးပြောကြားလိုပါတယ်။ဒါ့အပြင်ချင်းချောက်နေတဲ့သူတွေဒါနဲ့ပတ်သက်ပြီးတော့ဝေဖန်နေတဲ့သူတွေနဲ့ပတ်သက်ပြီးထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကတော့ဒါနဲ့ပတ်သက်ပြီးပြည်သူလူထုအထင်မြင်သွဲမရန်လှုံ့ဆော်ခဲ့တဲ့ ဒါရိုက်တာမိုက်တီခေါ်တန်းထွန်းစောစပ်ပုတ်တေယုတ်ဆောင်ကျော်ဝင်းထွက်ကကျော်မင်းထွက်ဟာတာတေယုတ်ဆောင် ပုံတိုင်းခေါ်ဇော်မြင့်တို့ကျွန်တော်ဖန်စီအေးယူခဲ့ပါတယ်အဲ့ထက်မှဒါရိုက်တာမိုက်တီအဲအားလုံးကြားရနော်သူတို့ကတော့ပြတ်တယ်သူတို့ဘက်ကတော့ပြတ်သလားမင်းနဲ့အဲ့ဒါကိုယ်တွေဘက်ကလည်းလုံးမယ်ဟောလို့ဘိုင်းကုတ်တွေပြတ်သားလို့ဖို့လိုအပ်တယ်နော်ဒီကတော့ဒါရခင်ကအတိုင်းရာဇသီဥပဒေပုံမှန်900ငါးနဲ့အမှုဖွင့်လက်ခံရခြင်းဖြစ်ပါတယ်2022ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာ ။နောက်တစ်ချိန်ပြစ်မှုထမှန်ကျူးလွန်မှာက၎င်းပြစ်ဒဏ်အပြင်ယခုကြားခံနေရသောကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြားခံမှာမည်သောစည်းကမ်းချက်နဲ့ပြစ်ဒဏ်လွန်ငင်းချမ်းသာခွင့်ရခဲ့တယ်လို့ဖြစ်ပါတယ်။သူ့ကိုကျွန်တော်ပါတီစုံဒီပွဲစီအထွေထွေရေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ပေးရဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူထားပြီးရခင်ပြစ်ဒဏ်ကိုလည်းပြန်လည်ကြားခံစေရေးဥပဒေနဲ့အညီဆောင်ရွက်တော့မှာဖြစ်ပါတယ်။ဒါအပြင်ကျော်ဝင်းထုတ်ကော်ကျော်မင်းထုတ် ပုံတိုင်းခေါ်ဇော်မြင့်တို့နှစ်ဦးကိုလည်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နောက်ရှက်ဟန်တာဖြည့်ဆည်းခြင်းမှကာကွယ်ပေးဥပဒေနဲ့ထိရောက်ပြင်းထန်စွာ အရေးယူသွားမှာ ဖြစ်ကြောင်းပြောကြားလိုပါတယ်။ဒါကတော့အလုံးကြာတော့ဒါတော့ခွေးတွေကတော့ခွေးကျင်ခွေးကျင်နဲ့သူတို့လုတ်ပိုင်ခွင့်ရှိသေးရအောင်အခုလုံးအဆောင်ကုန်လုပ်နေတာပြည်သူတွေအနေနဲ့ကတော့နေစင်နေမြတ်ဘာမှမဟုတ်တာတွေပြောမိရင်တော့အခုလိုမျိုးဘဝတွေအခုလုံးပေးဆက်ရမယ်နေတာဖြစ်တဲ့အတွက်အကြောက်တရားတွေပေးနေဖြစ်ပါတယ်ဒီခွေးတွေကတော့ နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့မေစုပေါင်းဝင်သမဏကြီးဦးမင်းတို့ကိုရည်ညွှန်းပြီးတော့ထောင်ကျနေတဲ့ရာဇဝတ်သားတွေဟာအစင်တန်းလုံးဝမရှိတဲ့အတွက်အာဆီယံထူးကိုယ်စားလှယ်နဲ့တွေ့ဆုံခွင့်လုံးဝမပေးနိုင်ဘူးဆိုပြီးတော့ခုဆိုရင်တော့ဇော်မဲလုံးကပြောဆိုလာတဲ့တွေ့ရှိရပါတယ်။အဲ့တော့မှပဲဇော်မဲလုံးကအာဆီယံစည်းဝေးကိုမင်းအောင်လိုင်းကိုတက်ခွင့်စက်ပိတ်ပင်နေတာဟာတော်တော်လေးကိုမှစိုးရွားတဲ့အာဆီယံရဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ဆိုပြီးတော့ဇော်မဲလုံးကနေပြီးတော့ဒေါသတကြီးပြန်လဲပြောဆိုတုံ့ပြန်နေရတဲ့တွေ့နေရပါတယ်။ ာဆီယံသဘောတူညီချက်၅ချက်ကိုလိုက်နိုင်ရန်ပြက်ကွက်မှုဖြင့်အာဆီယံထိပ်သီးစည်းဝေးကိုမင်းအောင်နိုင်ပါဝင်နိုင်ငံရေးရာထူးရယူထားသူများကိုတက်ခွင့်ဆက်လက်ပိတ်ပင်မှုပေါ်မှာလည်းအကြမ်းဖက်ဆော်မဲလုံကအခုလိုတုံ့ပြန်လာတာဖြစ်ပါတယ်။သူစီပွားအတာအတွက်မပြူချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်။အဲ့ဒီမှာခမည်းမပါအောင်နေဖို့တိုက်တော့မှတိုက်တော့ဒီမင်းကမင်းအောင်လည်းကိုတဲ့ပြောနေသလိုပဲ။ဟုတ်ပါတယ်။ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်။ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးကတော့ဟိုတည်င်းတွေအကြီးကြီးတွေမပြောသေးခင်မှာနည်းနည်းသေးသေးလေးနဲ့ရစပြောခြင်းသေးသေးလေးဆိုတာချမ်းမဟုတ်ဘူးအာအခု ထိုင်းဘက်မှာနာမည်ကြီးနေတဲ့တရင်တစ်ခုပါအဲ့ဒါတော့မြန်မာတွေနဲ့လည်းဆိုင်တယ်အဲဘာလို့ဆိုတော့ကျွန်တော်မြန်မာတွေကရှူသေးပိုင်ရှူတယ်ဟိုကကျွန်တော် ပြည်တွင်းထုတ်ရှူသေးတွေရှိတယ်ဗျာအဲကျွန်တော်ပြည်တွင်းထုတ်ရှူသေးတွေမဟုတ်ဘူးဆိုတော့ကျွန်တော်နိုင်ငံခြားရှူသေးဆိုပို့ထင်ကဆိုအမေရိကန်ကလာဖြစ်နေတယ်ကိုအောင်မိုးဝင်းကြီးက88အုပ်စုနိုင်ငံရေးသမားဟောင်းကြီးကိုအောင်မိုးဝင်းကဘာပြောလဲဆိုတော့မင်းငါတို့လိုတဲ့ပိုင်ဆိုင်မိုက်ဆိုပြီးပြပထွက်ရလာတဲ့ဇန်ခိရဲ့ပို့စုဖတ်ပြီးပြောမိပါတယ်ကိုအောင်မိုးဝင်းကရေးတယ်။ဘာကြီးလဲဆိုတော့အမေရိကန်မှာတဲ့တက္ကသိုလ်ကျောင်းစင်တွေအမေရိကန်တက္ကသိုလ်ကျောင်းစင်တွေရတဲ့ဒီကောင်ဇန်ခိရဲ့စကားကိုကြည့်ပြီးတော့တဲ့ ပြုံးပါပဲတဲ့ဟန်ဆောင်တို့ပညာသေးဆိုပြီးတော့သဘောထားမှာပဲတဲ့အမေရိကမှာလူတွေအများကြီးနိုင်ငံအသိပံဘွဲရတွေအလုပ်ရောက်ရှောက်နေတော့နေရာတန်းတပေးတွေဘွဲရာကြီးကြီးတယ်တဲ့။နှုပညာမှာလည်းအများကြီးပဲပါရမီရှိတဲ့လူဆိုတူးနေတည်းအချောလာသူဆောင်ကောင်းသူအများကြီးကဘာနဲ့ကြည်ပြိုင်နေရတဲ့အဆက်အသွယ်ကောင်းအသားပဲကောင်းပါတယ်။နယူးယောက်တို့လော့အင်ဂျလိစ်တို့ကနေဖို့ဟောလိဝုဒ်နဲ့ဘရုတ်ဝေးပြိုင်ဆိုင်မှာနေရာတွေရခဲ့လို့ဆိုရင်လည်းထားပါတော့တဲ့ပြောချင်တာဇန်ခီအနေနဲ့နယူးယောက်ကဟောလိဝုဒ်တို့ဘရုတ်ဝေးတို့အာလော့အင်ဂျလိစ်တို့ဘာလို့ညာတို့ဟောလိဝုဒ်မှာနေရာရခဲ့လို့အောင်မြင်ခဲ့တယ်ဆိုရင်လည်းထားပါတော့ဒီလိုမျိုးပြောတာထားပါတော့အတူကြည့်တော့လည်းမြန်မာပြည်ကိုရောက်တော့လည်းမြန်မာပြည်မှာလည်း ောက်လာမပြနဲ့ငါးနှစ်တောင်မှမနေဘူးနှစ်ပုတ်သကားနှစ်ကားလောက်နဲ့ပွဲပြီးသားသိမ်းသွားတာငါးနှစ်တုန်းကတော့သကားနှစ်ကားလောက်နဲ့သတိပြီးတော့အဲ့သကားနှစ်ကားလည်းအခုဘယ်သူပြန်ကြည့်လို့လဲဘယ်သူမှအလောက်ကောင်းလို့မထည့်တော့ဘူးတတတာပြောနေတဲ့ဇာကားဖြစ်လူကြီးရင်းတော့မရှိဘူးအဲ့တော့မြမကြီးပြန်ပြီးလူပညာဘယ်လိုလုပ်လဲအခုဒီဒေါ်စုလက်ထက်မှာတိုက်ပြီးချင်းနေကောင်းလို့ပြန်လှုပ်စားခွင့်ရတယ်တဲ့ပြည်သူတွေကလည်းနိုင်ငံခြားပြန်ပြီးအားပေးအားပေးကြတယ်တဲ့အဲ့လိုအားပေးလို့အောင်မြင်တာပဲရှိတယ်ပေါ့ဗျာအဲ့တော့ပြဿနာကကိုယ့်နေရာကိုယ်မနေတဲ့ပြဿနာတဲ့နော် အလူပြာကြီးတော့ဟာတဲ့ကို့အမှုပြာကိုပျောင်ပျောင်မဖန်ပြီးပဲနဲ့ဘိုးကျောင်းဆန်းနဲ့တမေစုတပြီးပေးတဲ့လက်ကိုယ်တန်ချူရထဲမှာမြဝပြာဆိုင်ရေးဆရာလူပြာရှင်တွေလည်းပါတယ်တဲ့သူတို့ရောက်တဲ့ရေးဟုတ်ပဲဆိုပဲနော်အဲ့တော့နိုင်ငံရေးလောကမှာအဲ့ဒါလိုချက်မပြည့်တဲ့နှုပညာတဲ့ဆယ်လီတွေကြောင့်ပို့ရှုပ်ဖေးလာတယ်တဲ့နိုင်ငံရေးလောကအလိုက်ကန်းဆုံးမသိတဲ့ဗျံကျဈေးတွေဈေးတွေတွေဖြစ်လာတယ်အဲ့တော့မြန်မာနိုင်ငံမှာနေပြီးတော့နိုင်ငံเจ้าကနေပြီးတော့မြဝပြာနှုပညာလုပ်တဲ့ဇန်ခီလေမရလည်းခေကောက်အောင်မီလည်းလှုပ်ရှားခွင့်တွေလည်းရသွားတယ် အတို့ကတွေလူဘောလူပြောများလို့ကြည်ဘူးတယ်တဲ့ဥပါဒံပြေဆိုတဲ့ဗာညာဇာကားတွေရတဲ့ဘောလီဝုဒ်ကားတွေရဘောလီဟောလိဝုဒ်တော့ဘောနော်ဘောလီဝုဒ်ကားရဲ့ race 1 2 3လောက်တောင်ရင်ခုန်စရာမရှိပါဘူးတဲ့ကဲမှတ်ပါလားပေါ့နော်အဲ့တော့ပြောချင်တာတော့တိုက်ပြီးချင်းနေကောင်းရင်သွားလှုပ်စားကြတဲ့ချင်းမကောင်းပြန်ထွက်ပြေးကြတယ်ထွက်ပြေးတယ်ဆိုတာအားရွေးချယ်စရာမရှိလို့တဲ့အနေနာခံကိုကျိုးစုံလို့မဟုတ်ဘူးတဲ့ထွက်ပြေးတယ်ဆိုတာတချို့ကရွေးချယ်စရာမရှိလို့ထွက်ပြေးတာတဲ့အနေနာခံကိုကျိုးစုံညို့လို့မဟုတ်ဘူးတဲ့ ။နောက်အမှုပြန်နေပဲနေစပြီးအင်ဂျင်နီယာတွေပဲမြင်တွေ့ရတာသူသက်မဟုတ်ဘူးပေါ့အစတည်းကသူပြောတာမျိုးစုံပေါ့ဗျာပြောနေတာဇန်ခီလိုတက်တက်စာတွေ့ဆောင်နေနေတဲ့နော်ဒေါ်စုလက်ထက်လောက်မှပဲလှုပ်ရှားခွင့်ရခဲ့တယ်ဇန်ခီလိုတက်တက်စာတွေ့ဆောင်နေအောင်နေတယ်မြန်မာပြည်ကနှစ်ပေါင်းဆက်အမှုပြန်လောက်ကမှထိတ်တန်းရောက်ခဲ့ဘူးသူတွေပခုံးကြီးရှင်ပြီးစိတ်မခေါ်သင့်ဘူးတဲ့တိတ်စိတ်ခေါ်ခြင်းကိုကိုတိုင်းကဟောလိဝုဒ်ဘောလိဝုဒ်မှာအရေးရှိရင်နာမည်ပေါအောင်လုပ်ထမြောင်လို့အောင်မြင်လို့အောင်မြင်သွားလို့စိတ်ခေါ်ရတော့တမျိုးပေါ့ဆိုတော့အခုကျွန်တော်ကိုအောင်မင်းပြောကမှာမျိုးလုံးနဲ့ပြည့်နေတာတခုရှိတယ်။ပြောရှင်းရှင်းလေးဖြေပါကောင်မင်းပြောတာရှိပါကောင်မင်းကရှိပါသွားတယ်။ဒါပေမဲ့ကောင်မျိုးဝင်ပေါ့ကောင်မျိုးဝင်ပြော အဲကိုအောင်မိုးဝင်းကျွန်တော်လည်းမအောင်ကိုအောင်မိုးဝင်းပြောတာအဲအရှိပဲပြောပြောပြပဲလုံရင်းပြောရတော့ဇန်ခီတို့ဖျူကျော်သိန်းတို့အမှုပညာမှာတကယ်အရေးချင်းရှိလို့အရေးချင်းရှိတယ်အမှုပညာတဲ့ဆက်ဆက်မှန်နေဆိုရင်အခုရောက်နေတဲ့နိုင်ငံမှာရောက်နေတဲ့နိုင်ငံသားတွေလက်ခံအောင်တကားလောက်ရိုက်ပြကြည့်တပုတ်လောက်စုပြကြည့်လေဘယ်မှာလဲအရေးချင်းကိုယ်တိုင်လည်းအရေးချင်းမရှိဘူးပြောတော့အနေနာခံတယ်လို့လို့ဖိတ်အော် sorry ဟိုဟွာခံတရားခံတယ်လို့လို့ ਨੇ ဘေးကနေဒေးတိုင်ဘူးပြောတဲ့အဆင့်လောက်ပဲဖြစ်နေအဲ့ဒီအိုးဆို ကိုလည်းဘာမှလုပ်လို့မရတော့ဘူးဘာအမှုပညာဇာကမှမရှိဘူးကျွန်တော်နားလေတယ်အမှုပညာဆိုတာကတနည်းအားဖြင့်ကြောက်လို့မရဘူးပြည်သူချင်းအမှုပညာရှင်လို့ဘာညာဟုတ်အဲ့လိုဟုတ်ပြီအဲ့ဒီမင်းမောကိုတို့ဇန်ကီတို့အုပ်စုတွေအကုန်လုံးပြည်ပြည်တုံးစုကိုပေါ့တို့ကဲဘာမှလည်းတို့ဘာမှလည်းအမှုပညာတို့အမှုပညာမြောက်ရေးချင်းမရှိဘူးအော်မနေနဲ့မင်းကိုမေးလေပြန်ကြည့်ဦးတင်းတောက်ဆိုပြီးတော့အိမ်ကြီးအမြင်မထွက်ဘဲနဲ့သူများတင်းများဟာတွေကိုလည်းလိုက်ပြီးတော့ကြည့်ပြီးပြန်ပြောနေရတဲ့ဘဝရောက်နေတဲ့ကောင်အောင်များအခုတင်းတောက်သူပြီးခံယူထားသေးတယ်မင်းကိုမေးရေးချင်းရှိအောင်ရေလို့ပြာစနစ်ကြောင် ရှင်းပြဖို့တောင်းဆိုကြတာတွေရှိတဲ့အတွက်ကြောင့်အခုရှင်းပြပါမယ်။ဒါပေမဲ့မရှင်းပြခင်မှာအဦးဆုံးကြိုပြီးတော့ပြောထားချင်တာကတော့ဒီရွေးကောက်ပွဲဟာပြည်သူတွေအတွက်ဘာတစ်ခုမှကောင်းချိုးပေးမဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတဲ့အချက်ပါ။ဒီရွေးကောက်ပွဲမှာလူကောင်းဆိုလို့တယောက်မှမပါပါဘူး။ကျွန်တော်ပြောပြပါပြီ။လူယုံမာနဲ့အချောင်းသမားပဲပါတာမလို့ပြည်သူအတွက်ရွေးချယ်စရာလူတယောက်မှမရှိပါဘူး။လူကောင်းဆိုလို့တယောက်မှမပါဘူးလို့အပြတ်ပြောအောင် မင်းကတယောက်ချင်းအမိစင်းကိုရောလိုက်ကြည့်ပြီးပြီလားလို့တချို့ကမေးချင်စိတ်ပေါ်ကောင်းပေါ်ပါလိမ့်မယ်အဲ့ဒါတော့မလို့ပါဘူးညာဘာမှတယောက်ချင်းနာမည်လိုက်ပြီးတော့ဖတ်နေစရာမလိုပါဘူးဒီပုတ်ထဲမှာဒီပဲတွေပဲရှိပါတယ်ဒီပဲတွေကိုစားလို့ရှိရင်ဒီဤနဲ့မဲထွက်မှာပါအဲ့ဒါကြောင့်တယောက်မှမကောင်းဘူးလို့ပြောတာပါဆလိုရာတော့ဗျာတတိုင်းတပြီလုံးမှာဒီလောက်တောက်တောက်လဲအသက်ခံနေရတဲ့အချိန်ဒီလောက်ဝက်ဝက်ကွယ်ဘုံကျဲခံနေရတဲ့အချိန်မျိုးမှာ ဒီလောက်တောင်မှမတရားလုပ်ထားတဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်နေဆိုကြတဲ့ကလူကောင်းဘလုံးမကိုမဖြစ်နိုင်တော့ပါဘူးအချောင်သမားပဲဖြစ်เสียရှိပါတယ်ဒါဆိုလို့ရှိရင်ဒီရွေးကောက်ပွဲမှာမဲမပေးပဲနေရမှာလားလို့တချို့ကမေးကျင်မေးကြပါလိမ့်မယ်တကယ်တော့အဲ့ဒါကလည်းတိတ်ပြီးတော့ထုမယ်လို့တော့မထင်ဘူးဗျอืมတနိုင်ငံလုံးကမဲမပေးပဲနေကြမှာသာ ထုနိုင်မှာပါတယောက်နှစ်ယောက်မဲမပေးပဲနေလို့ရတော့တိတ်ကြီးထုလာမှာမဟုတ်ပါဘူးတနိုင်ငံလုံးမဲမပေးအောင်လှုံ့ဆော်စီရင်မှုကလည်း အခုချိန်ကနောက်ကျနေပါပြီဖြစ်နိုင်တော့မှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်အနေနဲ့ပြောရလို့ရှိရင်တော့မဲပေးခြင်းပေးမပေးခြင်းတွေကိုအဆင်ပြေတယ်လို့သာကြည့်လောက်ကြပါတော့လို့ပြောဖို့ပဲရှိတာပါအဲကိုနိုင်ငံရဲ့တက္ကသိုလ်ကိုလေးစားလို့ NLD ကိုဖျန့်ချုပ်ထားပြီးတော့မတရားလုပ်တဲ့ဒီရွေးကောက်ပွဲကိုမဲမပေးခြင်းပါဘူးလို့ဆိုတဲ့သူတွေအတွက်ကတော့ခင်ဗျားတို့သဘောပါပဲလို့ပြောပါရစေစစ်တပ်က PR စနစ်ကိုပြောင်းလဲကျင့်သုံးတာဘာကြောင့်လဲဆိုတာနဲ့ PR စနစ်ဆိုတာဘာလဲဆိုတဲ့အကြောင်းကိုအခုရှင်းပြပါမယ် သူတို့အကွက်တွေကိုမြင်နိုင်အောင်ရှင်းပြတဲ့သဘောပါမဲဆန္ဒနဲ့တကူမှာကိုစလဲနှစ်ယောက်ပဲရှိတယ်ဆိုတော့အဲ့ဒီမှာပါတီကာကြီးကကိုစလဲကမဲဆုစုပေါင်း1000ရပြီးတော့ပါတီခါခွေးကကိုစလဲကမဲဆုစုပေါင်း900ရတယ်ဆိုတော့နိုင်သူအကုန်ယူဆိုတဲ့ FETP စနစ်ရဆိုလို့ရှိရင် ပါတီကာကြီးကအနိုင်ရပြီးတော့သူ့ကိုစလဲကလွတ်တော်အမတ်ဖြစ်သွားပါမယ်ပါတီခါခွေးကတော့ဘာတပြားတစ်ချက်မှမရဘဲနဲ့အဲ့ရလေးအိမ်ပြန်ရုံပဲရှိပါတယ်ဒါပေမဲ့ ်ပီအာစနစ်အရာဆိုလို့ရှိရင်တော့အဲ့ဒါလို့မဟုတ်ပါဘူးပထမကပါတီကကြီးကမဲတောင်းအတွက်ကိုယ်စလဲဆရာခိုင်နှုံးရပြီးတော့ဒုတိယပါတီခဝဲကမဲကိုတောင်းအတွက်ကိုယ်စလဲ900ခိုင်နှုံးရလိမ့်မယ်ဆိုတဲ့သဘောပါအခြေခံတွဲခေါ်ကလှပပါတယ်မဲကိုတောင်းပေးလိုက်တဲ့ပြည်သူတွေရဲ့စန္ဒဟာအလတ်အချီးနှီးတော့မဖြစ်သင့်ဘူးဆိုတဲ့အတွေ့ခေါ်ပါ မဲတောင်ရတဲ့သူကတောင်ပုံနေရာရတယ်လို့မဲကိုတောင်ရတဲ့သူကလည်းကိုတောင်ပုံနဲ့ထိုက်တန်တဲ့နေရာရတဲ့ ਨੇ ဆိုတော့တွေးခေါ်ပါတွေးခေါ်ကောင်းပါလေအဲ့ဒါကြောင့်လည်းဥရောပနိုင်ငံတချို့မှာ PR စနစ်ကိုကျင့်သုံးကြတာပါအဲ့တော့မူလ PR စနစ်ကစနစ်ဆိုးမဟုတ်ပါဘူးစနစ်ကောင်းတစ်ခုပါဆိုတာကဆေးအုပ်စုရဲ့အကြံကဆိုတာပါဆေးအုပ်စုက PR စနစ်ကိုကျင့်သုံးကျင်တယ်ဆိုတာကအကြံဆိုးကြီးနေပါ FPTP စနစ်ကိုကျင့်သုံးတော့သူတို့ကအမြဲတမ်းမဲရှုံနေပါတယ် နေရာတိုင်းမှာသူတို့ကဒုတိယဖြစ်နေပါတယ်ဒါပေမဲ့ဒုတိယပဲဖြစ်ဖြစ်တတိယပဲဖြစ်ဖြစ်ရှုံးရင်တော့ရှုံးလာခြင်းအတူတူပါပဲ FETP စနစ်မှာရှုံးတဲ့ကောင်ထွက်ရုံပါပဲမဲရီကိုရေးတွက်ကြည့်လိုက်တော့ကြံ့ခိုင်ရေးပါတီကငါတို့ရထားတဲ့မဲကလည်းတိတ်မနေဘူးဆိုတာမျိုးကိုသူတို့တွားပြီးတော့သတိထားမိပါတယ်အဲ့တော့ PR စနစ်နဲ့တွက်ပြီးတော့အချိုးချနေရာပေးလိုက်ရင်တော့ငါတို့ကအခုထက်တော်နေရာရမယ်လို့တွားတွက်ချက်လိုက်မိပါတယ် FETP မှာထက်တော့ ပီအာစနစ်ဆိုရင်နေရာပို့ရမယ်ဆိုတာအမှန်ပါပဲဒါပေမဲ့ရှုံးတာတော့ရှုံးနေဦးမှာပါပဲဒါပေမဲ့သူတို့အကြံစိုးကြီးကဒါဆိုလို့ရှိရင်ပီအာစနစ်ဆိုလို့ရှိရင်ကိုယ်စလဲနေရာအရေးအတွက်ကတိတ်မကွာတော့ဘူးအဲ့ဒါလို့တိတ်မကွာတဲ့အချိန်မှာငါတို့အကျော်ယူထားတဲ့၃ပုံ၃ပုံစစ်သားကိုယ်စလဲတွေနဲ့သာပေါင်းလိုက်ရင်ငါတို့ကအများစုဖြစ်ပြီလို့ကြံစီလာပါအဲ့ဒါသူတို့ရဲ့ညံညံနဲ့ပါပီယာစနစ်ကသူ့ကြည့်ပဲဆိုလို့ရှိရင်ကောင်းပါတယ် ပါတီတွေအကြအနိုင်ရှုံးအလွန်ဆွတ်ဆွတ်ဝါဝါမပြတ်အောင်ညှိပေးတဲ့သဘောမျိုးခက်ဆန်ဆန်မှာဒါပေမဲ့အဲ့ဒါလိုတိတ်မကွာတဲ့အခြေအနေမှာအထရင်ယူထားတဲ့သုံးပုံတပုံစစ်သားနဲ့ပေါင်းလိုက်တဲ့အခါမှာကျတော့တော်တော်ဆိုးသွားပါပြီအဲ့ဒါကြောင့် PR စနစ်ကိုသူတို့ကျင့်သုံးတယ်ဆိုတာက အကွက်ချညစ်ပတ်တာပါတကယ်လို့ PR စနစ်တီးတန့်ကိုသုံးမယ်ဆိုလို့ရှိရင်ကိုယ်စားလှယ်တော်ကိုမဲပေးနေကြမလိုတော့ပါဘူးပါတီကိုပဲမဲပေးခန့်လိုက်လို့ရှိရင်ရပါပြီပါတီရဲ့စုစုပေါင်းရတဲ့ မဲကိုရာခိုင်နှုန်းအတွက်အချိုးချပြီးတော့အဲ့ဒီအချိုးအတိုင်းထိုင်ကုန်နေရာခွဲပစ်လိုက်ရုံပါပဲဒါပေမဲ့ကျန့်ဖွန့်ပါတီကအရင်ယူကောက်ပွဲတွေမှာသူတို့မဲတွေပေါင်းကြည့်လိုက်တဲ့အခါမှာနေရာတိုင်းမှာဒုတိယရတယ်ဆိုပေမဲ့သူတို့ဒုတိယရတယ်ဆိုတော့မဲတွေကစေတနာတန်တန်နဲ့ပေးကြတဲ့မဲတွေမဟုတ်ပါဘူးအဲ့ဒီအချိန်မှာပတ်စံပေးဝယ်ထားရတဲ့မဲတွေအများကြီးပါပါတယ်အစိုးရဝန်ထမ်းတွေကို လက်မျိုးညှစ်ချိတ်ချောက်စီးယုံထားတဲ့မဲတွေပါပါတယ်စစ်ဘိုလ်စစ်သားမိသားစုတွေကိုချိတ်ချောက်ပြီးတော့ထဲခိုင်းထားတဲ့မဲတွေပါပါတယ်ဆိုလိုတာကတိတ်မခိုင်မကြပါဘူးယုံကြည်ချက် အတွက်ထဲတဲ့မဲစေတနာလျောက်ထဲတဲ့မဲမဟုတ်တဲ့အတွက်တိတ်မခိုင်ပါဘူး FPTV စနစ်မှာသူတို့ကဒုတိယမဲအများဆုံးနေရာရပေမဲ့ PR စနစ်ကိုပြောင်းလိုက်ပြီးတော့လူကိုမဲမထက်နဲ့တော့ပါတီကိုပဲမဲထက်ပါတော့ဆိုတဲ့အခါမှာလူတို့ကသူတို့ပါတီကိုမဲမထက်ပဲနဲ့ပညာပေးလိုက်မှာကိုလည်းသူတို့ကကြောက်ပါသေးတယ် အဲ့တော့တို့အတွက်စိတ်ချဆုံးနီးကတဏိပဲရှိပါတော့အဲ့တော့တို့အတွက်စိတ်ချဆုံးနီးကတဏိပဲရှိပါတော့အဲ့ဒါကတော့တို့ကိုအမြဲတမ်းနိုင်နေတဲ့ energy ကိုရွေးကောက်ပွဲကနေပြီးတော့လုံးဝဖယ်ထုတ်ပစ်လိုက်တဲ့နီးပါအခုရွေးကောက်ပွဲမှာစေအောင်စုနဲ့ကြက်ဖွတ်ညစ်ပတ်တဲ့အဓိကညစ်နီးကသိတ်ထူးစတဲ့မဟုတ်ပါဘူးအဲ့ဒါပါပဲအဲ့ဒါဟာရိုးရှင်းဆုံးအညစ်ပတ်ဆုံးအဆက်အနည်းဆုံးနဲ့အထီးရောက်ဆုံးလဲဖြစ်တဲ့နီးလမ်းပါ အနာဒီမပါရင်တောင်သူတို့ကတကယ်တော့တိတ်ကြီးစိတ်ချသေးတာမဟုတ်ပါဘူးသူတို့အတွက်ပိုကောင်းမဲ့နီလိုင်းကိုညံညံနဲ့ထုတ်ပြီးတော့ကြံစီပါသေးတယ်ကျန်တဲ့ပါတီလေးတွေထဲမှာတနိုင်ငံလုံးပြိုင်နိုင်တဲ့ပါတီကောင်းကောင်းမရှိတာကိုသူတို့ကသတိထားမိပါတယ်သူတို့လိုငွေအားလူဝင်အားတုံနိုင်တဲ့ပါတီက FPTB မှာအားသာချက်တွေရှိနေနိုင်သေးတယ်ဆိုတာကိုလည်းသူတို့သတိပြုမိပါတယ် NLD သာမပါလို့ရှိရင်ငါတို့ကဆရာကြီးပဲလို့သူတို့ကတွေးပါတယ်အဲ့ဒါကြောင့် PR စနစ်တသက်6ကြီးပဲတုံးရင် ပါတီငယ်လေးတွေကိုနေရာခွဲပေးရတာများသွားမှာဆိုလို့ MMP ဆိုတဲ့ရောသမမွေစနစ်ကိုသူတို့ကြံစီပါတယ်မြို့မြို့လက်ပတ်ပြီးတော့ကြံစီထားတာဖြစ်တဲ့အတွက်သူစနစ်ကခက်ရှုပ်ရှုပ်ပါရှုပ်ဆိုဝင်ပြိုင်မဲ့လွှတ်တော်အမတ်တွေကိုယ်တိုင်တောင်မှသိနားမလဲကြပါဘူးကဘာမှာဆိုလို့ရှိရင်နှမျိုးရောကျင့်သုံးတဲ့အခါမှာအဲ့ MMP မက်စနစ်ကျင့်သုံးပုံကျင့်သုံးနည်းကနှစ်နည်းရှိပါတယ် compensatory စနစ်နဲ့ non compensatory စနစ်ဆိုတဲ့နှမျိုးပါအဲ့ဒီနှမျိုးနဲ့မှာဘယ်စနစ်ကိုကျင့်သုံးမယ်ဆိုတာကလည်း သူတို့ကရှင်းရှင်းလင်းလင်းပြောမထားပါဘူး။တော်ကြာအလုံးမဲပေးပြီးမှငါတို့လုတ်တဲ့စနစ်ကဒီစနစ်ကဟိုစနစ်မဟုတ်ဘူးဆိုလို့ရှင်။အလုံးငုတ်တုတ်မိကုံကြားပါလေအုံးမယ်။ဒီနှစ်ခုကိုတည်တည်ချာချာရှင်းရှင်းလင်းလင်းပြောမထားပေမဲ့ non compensatory လို့ပဲအဲ့ဒါကိုကျင့်သုံးမယ်လို့ပဲလူများကနားလည်ထားကြတဲ့အတွက်အဲ့ဒီစနစ်အကြောင်းကိုပဲကျွန်တော်ရှင်းပြပါမယ်။နှမျိုးနှိုင်းရှင်ပြီးတော့ပြောမပြတော့ပါဘူး။ပို့ပြီးတော့အုံနောက်၆ကုံမှဆိုးလို့ပါ။အမျိုးသားလွတ်တော်မှာသူတို့ကတိုင်းတို့မဟုတ်ပြည်နယ်တစ်ခုခုမှာ FPTB ကိုယ်စားလှယ်က6ရောက် ပြီးအားကိုစလဲက6ရောက်လို့တို့ကသတ်မှတ်ပါတယ်တိုင်းနယ်ပြည်နယ်က16ခုရှိတာဆိုတော့စုစုပေါင်းဆိုလို့ရှိရင်အမျိုးသားလွှတ်တော်တစ်ခုလုံးမှာ FVDP ကိုစလဲက84ရောက်ပြီးအားကိုစလဲက84ရောက်ပါအဲ့ဒါကိုတကယ်ရွေးတဲ့အခါမှာမဲထဲတဲ့အခါမှာ FVDP ကိုစလဲတွေအတွက်ပဲပြည်သူတွေကမဲထဲရမှာပါအဲ့ဒီကထည့်လိုက်တဲ့မဲကနှမျိုးအကျိုးတက်ရောက်ပါမယ် FVTP ကိုစလေတွေထဲမှာဘယ်သူနိုင်ရမယ်ဆိုတာကိုခါတိုင်း FVTP စနစ်အတိုင်းရိုးရိုးမဲရေတွေ့ရပါမယ် အဲ့ဒါအပြင်မှာရတဲ့မဲရေးအတွက်တွေကိုစုစုပေါင်းဝင်ကြည့်ပြီးတော့ဘယ်ပါတီကအမတ်ဗနယောက်အတွက်ရခိုင်နှုန်းဘယ်လောက်ရတယ်မဲဘယ်လောက်ရတယ်ဆိုပြီးတော့ PR စနစ်အတွက်လည်းဆုံးဖြတ်ပါတယ်ရတဲ့ရခိုင်နှုန်းပုံမှာမူတည်ပြီးတော့ဆုံးဖြတ်တာပါနမူနာကိုဇာတ်လမ်းတစ်ခုနဲ့ရှင်းပြပါမယ် FTB ကိုယ်စားလှယ်စုစုပေါင်းက84 PR ကိုယ်စားလှယ်စုစုပေါင်းက84ယောက်ပါပုံထဲမှာပြထားတဲ့အတိုင်းပါတီကကြီးကမဲရည်အတွက်စုစုပေါင်း90ရာခိုင်နှုန်းရပြီးတော့အမတ်နေရာ60နေရာကိုအနိုင်ရမယ်ဆိုပါစို့ ပါတီခါဝေးကစုစုပေါင်းမဲရည်အတွက်25000ခန့်လုံးရပြီးတော့အမတ်နေရာ20တနေရာအနိုင်ရမယ်လို့ထားပါကြံပါတီလေးတွေမှာတစ်ခုကမဲ20000ခန့်လုံးရပေမဲ့ FPTP နေရာတနေရာမှအနိုင်မရပါဘူးနေရာတော်တော်များများမှာကတ်ချုံတယ်လို့ဆိုပါတော့ဗျာနောက်ဆုံးပါတီကတော့မဲရည်အတွက်900ခန့်လုံးပဲရပေမဲ့ FPTP နေရာ3နေရာအနိုင်ရထားတယ်လို့ဆိုပါတော့ဗျာ FPTP နေရာတွေကတော့ရှင်းပါတယ် PR အတွက်နေရာတွေ့တဲ့အခါမှာမဲရခိုင်နှုန်းအတိုင်းခွဲပေးပါတယ်အဲ့ဒါကြောင့် ပြည်အားထိုင်ကုန်ကိုပါတီကာကြီးက52ပါတီတက်ချက်ပုံကိုဇာတ်လမ်းမှာကြည့်ပါ ပါတီခါခွေးက22ပါတီပါတီကငယ်က16.88နေရာနဲ့ပါတီကာကြီးက4.2နေရာအတီးတီးရကြမှာဖြစ်ပါတယ်အမျိုးသားလူတော်မှာရမယ့်စုစုပေါင်းနေရာကတော့နောက်ဆုံးကောလံမှာပြထားတဲ့အတိုင်းဖြစ်ပါတယ်အင်မတန်ရှုပ်ထွေးပါတယ်မရှုပ်ရှုပ်အောင်ကိုလှုပ်ထားသလိုပါပဲဓာတ်သမားတွေကလည်းထွက်လာအောင်ပါ အဲ့ဒါကိုတော့နီးရယူကြပါလိမ့်မယ်။တွနီကတော့အဲ့ဒါပါပဲ။အဲ့ဒါလိုရှုပ်ရှုပ်ထွေးထွေးတွေလှုပ်ထလာတာကတမင်ကိုသူတို့လိုချင်တဲ့အဖြေထွက်အောင်အမျိုးမျိုးလက်ပတ်တွေးတော့ပြီးတော့ညှစ်ထားတာပါ။ဒါကဆန်းတမှုတစ်ခုလည်းဖြစ်ပါတယ်။အခုလှုပ်ကြည့်လို့အဲ့ဒီနီးကသူတို့စစ်တပ်အတွက်အကျိုးရှိတယ်လို့ယူဆရင်နောက်မှပြည်သူလွတ်တော်ကိုလည်းပီယာစနစ်ပြောင်းလဲကျင့်သုံးတာမျိုးလုပ်ကောင်းလုပ်ပါလိမ့်မယ်။ဘာသာမျိုးတွေရအောင်ဒီမှာတွေ့ခဲ့တဲ့အကြောင်းအရာတွေရောဆရာကိုသိမ့်ရက်ကနေပြီးတော့ PR စနစ်ပတ်သက်ပြီးတော့ရှင်းပြပါဖြစ်ပြီးတော့ရွေးကောက်ပွဲနဲ့ကလုံးဝသက်ဆိုင်ခြင်းမရှိဘဲနဲ့ဒီရွေးကောက်ပွဲဟာတကယ်ကိုမှပဲ တရားမူတာလုပ်တယ်ဆိုတော့လည်းဖောက်ပြဝေဖန်ပြောဆိုပါတွေ့ရပါတယ်။ online ကိုရအောင်မဒီဗီဒီယိုတော့လည်းဆုံးသက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်သတင်းတွေတက်ပြီးတော့ကျွန်တော်ရဲ့ Google Production Channel ကို like and subscribe လုပ်လိုက် subscribe ပြီးဘေးရခေါင်းတွေထားကြည့်မယ်တက်လာများဗီဒီယိုနဲ့သတင်းအားလုံးကိုကြည့်ရှုနာဆင်နေရဖြစ်ပါတယ်။ online မျိုးတွေအားလုံးပဲညရှင်းတဲ့သတင်းစီစဉ်မှာပြန်လည်ဆုံးတွေ့ကြအောင်မယ်။ဆုံးနေရှိပြီတဲ့ဒီကြိုင်ကိုတူပဲ Jesus တင်ရှိပါတယ်ဗျာ။